ကျန်တော်ပြောတယ်လောကဘတရားကိုသုတ်တယ်ဆက်သုတ်ဆက်ကောင်ပြောတယ်လောကဘတရားကိုဝယ်တော့မယောင်းနဲ့လောကဘတရားဝယ်တော့မယောင်းနဲ့ဆိုတော့ကျောင်းသခင်ကြီးဆရာတွေကအဲ့ဒါနဲ့ထက်မြကြီးနာတော့ဘာပဲပါဆိုအော်ပိုက်ဆောင်အလိတ်လိုက်ဘူးနော်ငါကတော့မရောဘူးတော့မင်းတို့ဝယ်ရမယ်စကလောစကလောအတက်လေအဲ့ဒါကြတော့ အဲ့တော့ကတော့ဝယ်တော့မရောလို့ဆိုဘာလို့ပြောတာဒီနေ့ဝယ်လို့ဆိုကျွန်တော်ဘာနဲ့ဝယ်လဲဘာနဲ့ဝယ်ဝယ်ဆိုကျွန်တော်ဘာနဲ့သိတယ်ပိုက်ဆက်နဲ့ဝယ်ကြောက်တွင်းရအောင်လေအဲ့ကြောက်တွင်းနဲ့ဆယ်ဖို့တို့တဲ့ကြောက်တွင်းရ3500ရဆိုရင်တဖို့3500ဆရာရောက်ပါကျွန်တော်ပြောမယ်နော်နောက်ကဘတ်တော့ကိုဝယ်တော့မရောလို့ဘယ်ကဘာနဲ့ဝယ်လဲ ကျွန်တော်ပြောမယ်ခမည်းတော်ဖခင်ကဘာနဲ့ရွေးဝဲထားလဲအသွေးရဲ့အသက်နဲ့သူ့ဘဝတစ်ခုလုံးနဲ့ရွေးဝဲထားလားအာမင်နောက်ကဘတ်တော်ဆူရာကဒီကျမ်းစာတရားဟောချက်ကိုပြောနေတာမဟုတ်ဘူးနောက်ကဘတ်တော်ဆူရာခရစ်တော်ဖခင်ကိုပြောနေတာအသက်ရှင်သောနောက်ကဘတ်တော်ယောဟန်တဲ့မှာပြောနေတာနောက်ကဘတ်တော်ဆူရာကကျမ်းစာအုပ်ကိုပြောနေတာမဟုတ်တရားဟောချက်ကိုပြောနေတာမဟုတ်ဘူးနောက်ကဘတ်တော်ဆူရာကအသက်ရှင်တဲ့အသက်မုန့်ဖြစ်တဲ့ ဘယ်တော့မှစိုင်းမငတ်မဲ့ယေရှုခရစ်ကိုပြောနေတာအာမင်အဲ့ဒါနှုတ်ကပတ်ဖြစ်စေအဲ့ဒီနှုတ်ကပတ်တော်ကိုမရောင်းနဲ့ဝယ်လို့လို့ပြောတာရောင်းကျွန်တော်ရောင်းတယ်ကျွန်တော်ဒါရောင်းစမ်းစမ်းမလို့ဘူးအဲ့လူငွေရဖို့မိမိဝန်ဖို့အမှုတော်ဆောင်ပြီးကျွန်တော်တရားဟောစမ်းမလို့ဘူးအဲ့ဒါကျွန်တော်လည်းမဆိုင်ဘူးကိုယ့်ကိုဆိုတဲ့အစရမသူပိုင်နေပြီလေကိုယ့်ကိုရွေးဝယ်ထားတဲ့ခရစ်တော်ကပိုင်နေပြီအဲ့နှုတ်ကပတ်တော်ကပိုင်နေပြီအဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဘာလုပ်မလဲရောင်းရအောင်မလား မရောင်းပါဘူးသူမြောင်းလည်းကောင်းမဝယ်ခိုင်းအောင်ဒီနေ့ကျွန်တော်တို့ပိုက်ဆံနဲ့ဝယ်ခိုင်းတယ်ပစ္စည်းနဲ့ဝယ်ခိုင်းတယ်ကျွန်တော်တို့လိုချင်တဲ့အရာကောင်းဝယ်ခိုင်းအဲ့ဒါကိုပြောလို့မရဘူးဒီနေ့တဲ့ထဲမှာနှုတ်ကပတ်လို့ဆိုယေရှုခရစ်ဝိညာဉ်ရောက်လို့ဆိုတာကသူကိုယ်တိုင်သူ့ဘဝကိုရှင်းပြီးတော့ဝိညာဉ်စိတ်ခန္ဓာကိုရှင်းပြီးတော့တဲ့ကိုအပိုင်ပြလိုက်အာမင်အာမင်အဲ့ဒါနားလည်ဖို့လို့ ။ဒါကြောင့်မလို့ဒီကျမ်းစာမှာပြောတယ်ဟောအောင်ဘုရားသခင်ပိုင်ကိုကဖတ်ကြအောင်ဘုရားသခင်ပိုင်တော်မူသောသင်တို့ဒီကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုယ်ခန္ဓာစိတ်ဝိညာဉ်ဘယ်တစ်ပိုင်းလဲ၃ပိုင်း၃ပိုင်းအဲ့ဒီ၃ပိုင်းစလုံးကိုယေရှုဝေပြီးပြီ။အဲ့တော့အဲ့ယူဝေတဲ့ကျွန်တော်ဘာရပါလဲ။အဲ့ယေရှုကဝယ်တယ်ကျွန်တော်ဘာရပါလဲ။နှုတ်ကပတ်တော်ရသွားတယ်ဘာရပါလဲ။နှုတ်ကပတ်တော်ရသွားတာပုပ်ကိုရသွားတာအသက်ရှင်သောနှုတ်ကပတ်တော်ခရစ်တော်ရသွားတာအဲ့ခရစ်တော်ကိုကျွန်တော်ပြန်ရောက်အောင်မလား။ မရပါဘူးဘာလို့လဲကျွန်တော်တို့မပြောင်းကြောင်းကြောင်းဘူးအဲ့ဒီခရစ်တော်ကိုကျန်တဲ့ခရစ်တော်နှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်ကျွန်တော်တို့ကနှုတ်ကပတ်တော်အကြောင်းခရစ်တော်အကြောင်းပြောပြီးဆိုအဲ့ခရစ်တော်ကိုနှုတ်ကပတ်တော်ဘယ်လိုနည်းနဲ့ရမလဲကျွန်တော်ထင်တာကပိုက်ဆံပေးဝယ်ရမှာတင်လားထင်တာဒီမှာပြောဝယ်လို့ဆိုကျွန်တော်ဝယ်ဝယ်လားမဝယ်လားကျွန်တော်ဝယ်ရလို့ဆိုတော့ဘာနဲ့ဝယ်ခိုင်းတာလဲ ဘာဘာဟုတ်ပိုင်တယ်ဒီတော့ရဲ့ခန္ဓာဝိညာဉ်စိတ်ခန္ဓာသုံးပိုင်အဲ့နာနဲ့နှုတ်ကပတ်တော်ကျွန်တော်ရတယ်အလူတွေကိုနှုတ်ကပတ်တော်ရစေခြင်းရယ်ပယ်နည်းနဲ့ပဲပြလို့ရမယ်အဲ့ဒီဝယ်ခြင်းတဲ့လူကဘာနဲ့ဝယ်ရမှာလဲစိတ်ခန္ဓာတော့ဝယ်တဲ့လူကဘာနဲ့ဝယ်ရမှာလဲစိတ်ခန္ဓာအေးခန္ဓာဝိညာဉ်စိတ်ခန္ဓာသုံးပိုင်းစလုံးနဲ့ပဲနှုတ်ကပတ်တော်ကိုဝယ်လို့ရတယ်အာမင်အာမင် မာယွေနဲ့အမှုပြုတဲ့အမျိုးသမီးရှမာရိမလင်္ကာရှိတဲ့အမျိုးသမီးသူတို့အားလုံးကဘာနဲ့ဝယ်လိုက်လဲနှုတ်ပတ်တော့ဘယ်လိုရပါလဲသူတို့ဘဝတစ်ခုလုံးပေးလိုက်တာအာမင်ကျွန်တော်ပြောတဲ့တရားချက်ကိုပြောနေတာမဟုတ်ဘူးသူတို့ကအာမင် praise god hallelujah သူတို့ဘဝပေးလိုက်ပေးတဲ့သူတို့ဘဝငါမကောင်းပါဘူးရှင်ဘောတို့ကနှုတ်ပတ်တော့ကိုသူ့ဘဝနဲ့ပေးပြီးဝယ်လိုက်အာမင်ငါမတတ်ပါဘူးငါမသိပါဘူးကျွန်တော်ညဉ့်ညင်လို့ဖြစ်ပါတယ်ကိုရော ဖူရောပဲကောင်းပါဆိုသူ့ဘဝတစ်ခုလုံးပေးလိုက်တာဝိညာဉ်စိတ်ကတော့သုံးစလုံးပေးလိုက်တာသူဝယ်လိုက်တာဘာနဲ့ဝယ်လို့ရလဲဘာနဲ့ဝယ်လို့ရလဲဝိညာဉ်စိတ်ခန္ဓာအေးဝိညာဉ်စိတ်ခန္ဓာသုံးပိုင်းစလုံးနဲ့ဝယ်လို့ရတယ်ဒါဆိုကိုယ်ပိုင်တာရှိသေးလားကိုယ်ငွေကိုယ်လက်ကရှိသေးလားကိုယ်အချိန်ရှိသေးလားကိုယ်ဘာနာကိုယ်စောတရရှိသေးလားဘာမှမရှိတော့ဘူးအားလုံးဘယ်သူပိုင်လဲဝိညာဉ်စိတ်ခန္ဓာသုံးပိုင်းကိုဖျားပိုင်တယ်အဲ့ဒါနဲ့ပဲနှုတ်ကပတ်တော်ဝယ်လို့ရတယ်အာမင်ဒီနေ့ဖျားရောက်လာပြီးတော့ဝိညာဉ်အစာစားစလို့မကြီးတာနှုတ်ကပတ်တော်ကိုမဝယ်လို့ အာမင်ဝိညာဉ်ဆက်သုံးပါးဆိုဖယားကအကုန်ပိုင်တယ်ကျွန်တော်ပိုင်ဆိုင်တဲ့အားလုံးဖယားပိုင်ကျွန်တော်ဒါတခုမှပိုင်အဲ့ဒီလိုနှလုံးသားအပြစ်အဝါနဲ့နှုတ်ကပတ်တော်ကိုကိုဘဝနဲ့ရှင်းပြီးဝယ်ဝိညာဉ်ဆက်ကသုံးပါးဆိုနဲ့ဝယ်တဲ့လူကပဲနှုတ်ကပတ်ကိုရပြီးတော့နေတိုင်းနှုတ်ကပတ်ကိုစားပြီးတော့ဝိညာဉ်ကြီးထောင်းပါတယ်အာမင်အဲ့ဒီလိုဖယားဆက်အခြင်းကြီးပြပါဟာလေလုယာအာမင်ကျွန်တော်လက်ကိုကြည့်ချင်ပါတယ်